မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တောင်ကူလီတက်ကိုရှော့တိုက်တုံးများဖြင့်ပစ်ခတ်မှုဒုဗုံမူကြီးနှစ်ဦးအပါအဝင်စစ်တပ်ဗမာ၁၀ဦးသေဆုံးပြီးတိုက်လေရင်၂စီး၊ Y8 လေရင်၁စီးနဲ့ကိုရောင်များထိမှန်ပျက်စီးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဘကိုးတိုင်းတောင်ကုန်းမြို့ကေတုမဒီလေးတဲ့စက္ကန့်အတွင်းသို့၁၀၈မမရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဒုဗိုလ်မှူးကြီး၂ဦးအပါအဝင်၁၀ဦးသေဆုံးပြီးဂျက်ဖိုက်တာနှစ်စီး Y8 တစ်စီးနဲ့ကိုရောင်များထိမှန်ပျက်စီးခဲ့ကြောင်း Brewery Form မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါရယ် ရှမန်နေမေလ18ရက်နေ့နနက်တနာ48မိနစ်အချိန်တောင်ငူမျိုးကေတုမရီလေးတက်စကန်ကို109မမရှော့တိုက်တုံးဆက်တလုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခရာရှလုံးအောင်မြင်စွာကြာရောက်ပောက်ကွဲခဲ့ပြီးလေးတက်အရာရှိဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူ2ဦးဗိုလ်ကြီးအဆင့်ရှိသူ2ဦးလေးအုပ်အပါဝင်အခြားအဆင့်စစ်သည်6ဦးစုစုပေါင်း10ဦးတည်ဆုံးခဲ့ကြောင်းသိရှိရပါသည် အိုးထိန်ကွင်းရစာတင်ကြောင်းကကလေးတို့အတွက်ခြေခွဲရတယ်လို့အခုသူတို့အတွက်ထိထိရောက်ရောက်လက်တုပ်ပြန်နိုင်လို့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ကျေနပ်ပါတယ်ဟု Brewery for မြန်မာ BWN အဖွဲ့မှတာဝန်ရှိသူတအူကသတင်းဌာနသို့ပြောကြားပါတယ်အလာဒူလေသက်စစ်သည်စနက်ဦးတရားရရှိထားပြီးယင်းတရားရရှိသူများကိုစစ်ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရပါတယ်။ထို့ပြင် Jet Fighter လေယာဉ်နှစ်စီး Y8 လေယာဉ်တစ်စီးတို့ကိုထိခိုက်ပျက်စီးခဲ့ပြီးလေတပ်အတွင်းရှိ drone ကိုတောင်မိလောက်ပျက်စီးကလေတပ်အတွင်း ပစ္စည်းတဲ့ပို့လုံနေသောရင်အချိုလေတက်အတွင်းရှိလေတက်စစ်သည်များနားနေဆောင်တလုံးလေရင်အပိုပစ္စည်းကိုတော့နှလုံးတို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကို Brewery for Myanmar BWN Mountain Khanai Civilian Different for MKCDF and the Kup People Liberation for ACPLF နဲ့တန်တောင်မြောက်ပိုင်းအထူးဒေသအဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တောင်ငူလေတဲ့စခန်းသည်ဆေးရဇဝဲမှုများကျူးလွန်ရာတွင်အရေးပါသောလေထပ်ထောက်တိုင်တစ်ခုအဖြစ်ထမ်းဆောင်ပေးနေသည့်အပြင်ယခုရက်ပိုင်းတောင်ပိုင်းတော်လန်ရေးအင်အားစုများ၏တော်လန်ရေးလှုပ်ရှားမှုများကိုလည်းလေကြောင်းမှဒရက်ဆက်ဘုံကျဲတိုက်ခိုက်ရာတွင်အ धिक ပါဝင်နေသောလေတဲ့စခန်းတစ်ခုဖြစ်နေသောကြောင့် BWN Mission 37အဖြစ် ြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။မြေပြင်စစ်စင်ရေးများတွင်ပြည်သူတော်လှန်ရေးအင်အားစုများကိုရင်ဆိုင်နိုင်စွမ်းမရှိတော့ပေကြာဆုံးမှုများစွာနဲ့ရင်ဆိုင်လာရသောစစ်ရှုံးကောင်စီသည်လေတက်ကိုအားကိုးရင်းဝေဟင်းအသာစီးဖြင့်တော်လှန်ရေးအင်အားစုများကို တံမြန်တိုက်ခိုက်လာရုံမျှမကဒီပဲရင်းမြို့နယ်အိုးထိန်ကွင်းကျေးရွာစတဲ့ကျောင်းမှာကျောင်းသူကျောင်းသားကလေးတငယ်များနဲ့ဆရာဆရာမများကိုဘုံကျဲတက်ဖြတ်မှုအပါအဝင်နိုင်ငံတော်ဝန်အရပ်ဖက်ပြည်သူများကိုပြစ်မှတ်ထားဘုံကျဲတက်ဖြတ်ခြင်းဖြင့်၎င်း၏မတရားလုယူထားသောအာဏာကိုဆက်လက်စုပ်ကိုင်ထားဖို့ကြိုးစားနေကြောင်းအသိပေးထားပါသည်။ နွေဦးတော်လန်ရဲ့ဤအောင်မြင်ရန်စစ်ကောင်စီလက်တက်ကို ဖြိုလဲအောင်လေတက်များတိုက်လေရင်များပိုင်လော့များလေရင်စီဘုံသီးတစားတို့ထုတ်လုပ်သည့်ဆက်ယုံအပါဝင်လေတက်ကိုအားဖြင့်သည့်တောက်တိုင်မျိုးစုံတို့ကိုဖြိုလဲရန်လလန်းမိသည့်တော်လန်ရဲ့အင်အားစုများပြည်သူများမှစတင်သည့်ဘက်မှဝိုင်းဝန်းကြိုးပမ်းကြရန်မြစ်တာရက်ခံချပါသည် ဆက်လက်ပြီးစစ်ကောင်စီ၏နေဆက်ကုံသွဲရေးအသက်သွေးကြောင့်ထိုင်းမြန်မာနယ်စပ်ရှိစစ်စခန်းများကို KNU ကသိမ်းပိုင်နေမှုမျိုးကြီးများသိမ်းပိုင်မှုတဲ့ပုံမှုအရေးပါပြူဟာစခန်းများအပါအဝင်စခန်း90နီးပါးကိုတိုက်ခိုက်သိမ်းပိုက်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အချမ်းဘတ်စစ်ကောင်စီ၏ဝင်ငွေရလန်းနေဆက်ကုံသွဲရေးအသက်သွေးကြောင့်ထိုင်းမြန်မာနေဆက်တလျှောက်ရှိစစ်စခန်းများကို KNU ကသိမ်းပိုက်နေမှုမှာမျိုးကြီးများသိမ်းပိုက်မှုတံပုံမအေးပါသည့်အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း KNU ဗဟိုအလုံးမှုဆောင်လည်းဖြစ်ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်သူ Professor Tony ကပြောပါတယ်။ ချိုင်းနှင့်မြန်မာနယ်စပ်မြင်းတခြားတွင်ရှိနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို KNLA KNDO PDF မဟာမိတ်ပူးပေါင်းတပ်များကတောက်လျှောက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်သည့်မျိုးကြီးများကိုသိမ်းပိုက်သည့်ထက်ပိုမိုအရေးပါသည့်အခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်း KNU ဗဟိုအလုံးမှုဆောင် Prosotoni ကရှင်းပြပါရယ်အဓိကကဒါကတကယ့်ကုံသွဲရေးစခန်းကြီးမြဝတီမဲဆောက်ကုံသွဲရေးစခန်းကြီးနောက်ပြီးတော့ထီးခီးနယ်ဆက်ကုံသွဲရေးစခန်းကြီးတွေဟာတကယ့်အရေးပါတဲ့နေရာတွေဖြစ်တဲ့ မျိုးကြီးတစ်မျိုးစာလောက်သိမ်းနိုင်တဲ့အနေအထားနဲ့တူတယ်ဘာလို့လဲဆိုတော့ခြေတလန်းတိုးဖို့အတွက်တကယ့်ကိုအရေးပါတဲ့အဲ့ဒီနေရာတစ်ခုကိုရရှိသွားပြီလို့ကျွန်တော်တို့ပြောလို့ရတာပေါ့ဟုပရိုဆော်တော်နီကရှင်းပြပါတယ်။ထိုင်းမြန်မာနယ်စပ်တရှောင်းကရင်နီကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအထိနယ်နိမိတ်ကီလိုမီတာ3000ကျော်တိဆက်နေသည့်နယ်စပ်တစ်ခုလုံးကိုအကြမ်းဖက်စစ်တပ်ကင်းစင်သည့်အခြေအနေရောက်ရှိစေရေးတိုက်ခိုက်မှုများပူးပေါင်းလှုံ့ဆော်သွားမည်ဖြစ်ကြောင်း၎င်းကဆက်လက်ရှင်းပြပါတယ်။ ကျွန်တော်တို့အရှေ့လျဆုံးဖြစ်တဲ့နေဆက်မြင်ထိုင်းနိုင်ငံနဲ့ဆက်ဆက်နေတဲ့ကရင်နီနေဆက်တက်မဟာ9ကစပြီးတော့တက်မဟာ၄အစုံအတီ ဲ့ဒီလောက်ကီလိုမီတာရာပေါင်းထောင်နဲ့ချီတဲ့နေရာတွေကိုကျွန်တော်တို့လွှမ်းမိုးနိုင်တော့မယ်ဆိုတာဒါကကျွန်တော်တို့ရဲ့အောင်ပွဲအဲ့ဒီဟာကြောင့်မို့လို့ဒီဟာတွေကခိုးအတွင်းထဲမှာသွားပြီးရယူတာနဲ့ဒီကနေကျွန်တော်တို့ရယူတာနဲ့လုံးဝမတူဘူးကျွန်တော်တို့ရဲ့နေဆက်အတွင်းမှာထိုင်းနဲ့ဆက်ဆက်နေတဲ့တက်မဟာငါးနယ်မြေတွေဆိုကြောင်ပြီးရှင်းပြီးအခုကတက်မဟာခုနှစ်ကလည်းကုန်တော့မယ်နည်းနည်းလေးပဲကျန်တော့တယ်တက်မဟာ၆ဆိုလဲစက်ကောင်စီပြူဟာတစ်ခုလောက်ပဲကျန်တော့တယ် အဲ့ဒီနဲ့ဆက်မှာတက်မဟာလေးဆိုရင်လေစစ်ကောင်စီရဲ့ထိခိုက်စခန်းဆိုပြုတ်ထွက်ကုန်ပြီဟုပရိုဆော်တော်နီကရှင်းပြပါတယ်။ KNLA ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်များကစစ်ရှိန်မြင့်တိုက်ခိုက်နေမှုကြောင့်ရခင်စောမောင်တန်းရွှေခေတ်ကစစ်တပ်ကတရင်ပေါင်းများစွာအပြုတ်ခံရယူခဲ့သောနေမြေများမှစစ်စခန်းကြီးများကိုရပ်ပိုင်းအတွင်တိုက်ပွဲများဖြင့်ပြန်လည်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်းသိရှိရပါတယ်။ လက်တလော KNU တက်မဟာခွနစ်နေမြေပိုင်းဂျုံဒေတာတွင်မော်ဖိုးကေစခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကနေမြေရှင်းလင်းတိုက်ခိုက်နေပြီးနော်တရတောင်စစ်စခန်းကိုလည်းဝိုင်းပတ်ပိတ်ဆို့ဖြတ်တောက်ထားကြောင်းသိရပါတယ်။ KNU တက်မဟာလေးတက်မဟာ၅တက်မဟာ၆တက်မဟာခွနစ်နေမြေအတွင်ရှိ အကြံပတ်စစ်ကောင်စီပြူဟာစခန်းကြီး၁၀ခုထပ်မင်းကို KNL တက်များကသိမ့်ပတ်ရရှိထားသည့်အပြင် နေချားခန့်စစ်စခန်းကုန်20ကျော်နှင့်ကကင်းစခန်းငယ်များအပါအဝင်စုစုပေါင်းစစ်စခန်း90နီးပါးကို KNL, KNDO, PDF မဟာမိတ်ပူးပေါင်းတက်များသိမ့်ပတ်စုမှုထားနိုင်ပြီဖြစ်ကြောင်းသိရှိရပါသည်။ဆလပီရွေးကောက်ပွဲမတိုင်မီဆုံးရှုံးမှုများပြန်လည်သိမ့်ပါရေးနည်းမြေစုံမှုရေးထိုးစစ်ဆင်ရေးနဲ့လေကြောင်းတိုက်ခိုက်မှုများအတွက်နေပြီးတော့စစ်ရုံးတွင်မင်းအောင်လိုင်းကစစ်ရေးအစည်းအဝေးများဇက်တိုက်ခေါ်ယူနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အကြံပတ်စစ်ကောင်စီကပြုလုပ်ရန်ရှိနေသည့်ရွေးကောက်ပွဲမတိုင်မီဆုံးရှုံးထားသောမြို့များပြန်လည်သိမ်းပိုင်နိုင်ရေးငယ်ငယ်စုမှုရေးထိုးစစ်ဆင်ရင်နဲ့လေကြောင်းတိုက်ခိုက်မှုများအတွက်နေပြည်တော်စစ်ရုံးတွင်မင်းအောင်လှိုင်ကစစ်ရေးဆိုင်ရာအစည်းအဝေးများဇက်တိုက်ခေါ်ယူနေကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ရုရှားနိုင်ငံတွင်တရုတ်သမ္မတနှင့်တွေ့ဆုံခဲ့သောမင်းအောင်လှိုင်ကမေလ12ရက်နေ့မှစတင်ပြီးစစ်ဆင်ရေးကိစ္စများကို၎င်းလက်အောက်ခံဖိုးချုပ်များ ကစားထမှုများနဲ့အစည်းအဝေးများခေါ်ယူခဲ့ကြောင်းရင်းနောက်မေလ15ရက်နေ့မေလ16ရက်နေ့တွင်စစ်တိုင်းမှုများကိုနေပြည်တော်သို့ခေါ်ယူခဲ့ကြောင်းရင်းနောက်စည်ရေးဆိုင်ရာဆက်ဆက်အစည်းအဝေးများကိုတောက်လျှောက်ဆိုသလိုပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်အတွင်းမှာစီရေးဆိုင်ရာအစည်းအဝေးတွေကြီးပဲဆက်တိုက်လုပ်တယ်။စစ်စင်ရေးစီမံချက်တွေဆွဲတယ်လို့လည်းသိရတယ်။စီရေးထောက်ဖို့ခဲရန်လက်နက်စီရေးဆက်စတာပေါင်းစုံဆွေးနွေးမှုရှိတယ်။စစ်စင်ရေးဥဆောင်သူတချို့လည်းအပြောင်းလဲရှိနိုင်တယ်ဟုနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်။မေလ15ရက်နေ့မှာယနေ့မေလ16ရက်နေ့အထိပြုလုပ်ခဲ့သောစစ်တိုင်းမှုများအစည်းအဝေးတွင်လည်းနေပြည်တော်စုံမရိတ်ကိစ္စများကိုပင်အတိအကဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။ ရုရှားခီးစင်နဲ့တရုတ်သမ္မတရှီကျင်းပင်နဲ့တွေ့ဆုံခဲ့ရမှုတွင်မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာလွတ်လပ်ရေးနယ်နိမိတ်ပိုင်ဆိုင်မှုနှင့်နိုင်ငံတည်ငြိမ်ရေးလုံဆောင်မှုများကိုလည်းထောက်ခံသည်ဆိုသောတရုတ်သမ္မတထံမှခရီးကဝတ်ရရှိခဲ့ပြီးနောက်နေပြီးတော့စစ်ရေးဆိုင်ရာအစည်းအဝေးများတွင်မေယောင်လိုက်မှစစ်စင်ရေးများအတွက်စိတ်အားထက်သန်မှုများရှိနေကြောင်းသိရပါတယ်ဆလပီနိုင်ငံတော်ဝန်မှစစ်မှုတန်းအပတ်စဉ်10တင်းတန်းစင်းတက်သားတိရှိရကြောကိုရခိုင်ပြည်ရှိတန်းစစ်မြေပြင်သို့စစ်တပ်ကပို့ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝမ်းမှာစစ်မှုရေးအပတ်စဉ်တဆယ်တင်တန်းဆင်းတက်တာတစ်ရှိရာကျော်ကိုစေကောင်းစီကရခိုင်ပြည်ရှေ့တန်းစစ်မြေပြင်မှာသို့ပို့ဆောင်လိုက်ကြ။စစ်မှုရန်တက်သားတဲ့အချို့ဤမိဘဆွေမျိုးများကသတင်းဌာနသို့ပြောဆိုပါရယ်။မေလ9ရက်နေ့တင်တန်းဆင်းခဲ့သောစစ်မှုရန်အပတ်စဉ်တဆယ်မှာတက်သားတစ်ရှိရာကျော်ကိုတင်မော်များလေရင်စစ်ကားများဖြင့်ရခိုင်ပြည်နယ်စစ်တွေကြောက်ဖြူအန်းနှင့်ဆက်ဆက်နေသောမကွေးတိုင်းငဖဲမြို့နယ်ပရန်းတက်နေများဘတ်သို့ပို့ဆောင်ခြင်းဖြစ်ကြောင်းသိရပါရယ်။ စစ်မှုရန်အပတ်စဉ်30ကမေလ9ရက်နေ့ကတင်နန်းဆင်းပြီးတော့မေလ9ရက်နေ့ကစပြီးတတသစ်စုစုပေါင်း800ကျော်ကိုရခိုင်နဲ့ဆက်ဆက်တဲ့ရှီတန်းတွေစီကိုပို့တယ်လို့ပြောတယ်။တော်တော်များများစစ်တွေနဲ့အကြောက်ဖြူဘက်ကိုအပို့ခံရပါတယ်။တောင်ကုန်အမှတ်6တန်းမြင့်လေးကျင်းရင်တင်တန်းကျောင်းကအတော်များများကရခိုင်ရှိတန်းကိုအပိုခံရတယ်။ငယ်ဖဲတန်းတွေကိုလည်းပို့တာစစ်မှုတန်းအပတ်စဉ်တစ်ဆယ်တသားတည်း300ကျော်လောက်ပါသွားတယ်။ပြန်သိရတာတွေအားလုံးညီကဖုံးဆက်အတီးပေးလာတာဟုတောင်ကုန်အမှတ်6လေးကျင်းရင်တင်တန်းကျောင်းမှာအပတ်စဉ်တစ်ဆယ်တင်တန်းစဉ် တပ်သားတဲ့တဦး၏အကိုဖြစ်သူကသတင်းဌာနသို့ပြောဆိုပါရယ်ရခိုင်ရှိတန်းသို့ပို့ဆောင်ခံခဲ့ရတဲ့တပ်သားတဲ့များကိုစစ်ကောင်စီကကြိုတင်အတိပေးခြင်းမရှိဘဲပို့ဆောင်ခြင်းဖြစ်ပြီးရှိတန်းနေရာများသို့ရောက်ရှိချိန်မှသာရခိုင်အေအေနှင့်တိုက်ခိုက်ရမည်ကိုသိရှိရကြောင်းတပ်သားတဲ့များကမိဘဆွေမျိုးများချမ်းသို့ဆက်သွယ်ရန်အလင်းဝင်နိုင်မည်နီလန်းများဖုန်းနံပါတ်များကိုဆက်သွယ်ပေးရန်အတိပေးလာမှုများရှိနေကြောင်းသိရပါရယ် ဟုံးဆက်ပြီးသူတို့မတိုက်ချင်ဘူးရှေတန်းကိုပို့မှာကိုဘယ်ရှေတန်းလဲဆိုတာလဲအတိမပေးဘူးရောက်မှအေးအေးနဲ့တိုက်ရမယ်ဆိုတာသိတယ်လို့ပြောပြတယ်တော်တော်များများကတော့မတိုက်ချင်ကြဘူးကိုအိမ်ကိုဘလို့ဆက်သွဲပြီးအလင်းဝင်ရမလဲနီလန်းရှာပြီးအကူညီတောင်းကြတယ်ဟုငဖဲမျိုးနယ်တွင်ရောက်ရှိနေသည့်စစ်မှုရန်အပတ်စဉ်တဆယ်တင်နန်းစင်တတတဲ့တအူးကသတင်းဌာနသို့ပြောပါတယ်စစ်မှုရန်အပတ်စဉ်တဆယ်တင်နန်းစင်တတတဲ့ရန်ကုန်သားတအူးကဆိုပါတယ် စစ်ကောင်စီကစစ်မှုတန်းတင်နန်းစင်တပ်သားတင်များအားလုံးကိုရှေ့တန်းစစ်မြေပြင်သို့သာခွဲတန်းချဆေလွတ်ခြင်းဖြစ်ပြီးနောက်တန်းလုံခြုံရေးအဖြစ်အသုံးပြုမှုမရှိသလောက်နေပါကြောင်းယခုအခါစစ်မှုတန်းတင်နန်းစင်အားလုံးကိုတနိုင်ငံလုံးရှိရှေ့တန်းစစ်မြေပြင်များသို့ခွဲတန်းဖြင့်ဆေလွတ်နေခြင်းဖြစ်ကြောင်းတပ်သတင်းရင်းမြစ်တချို့ကရှင်းလင်းပြောဆိုပါတယ်ကျမ၏တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်